ကလေးတက္ကသိုလ်ကကျောင်းသားစုပေါင်းပြီးတော့ချင်းမျိုးသားနေခန္ဓာကိုကျင်းပခဲ့ပါတယ်ဒီသင်းတော့ကိုအောင်ကျော်ပြေးပို့ထားပါတယ်ခင်ဗျာ66ချီချီမြောက်ချင်းမျိုးသားနေကိုဖေဖော်ဝါရီလ20ရက်နေ့မနေ့ဆယ်နိုင်မှာကလေးမျိုးမှာရှိတဲ့ကလေးတက္ကသိုလ်နိမညာတက္ကသိုလ်နဲ့ကွန်မြူနာတက္ကသိုလ်မှာရှိတဲ့ချင်းတိုင်းသားကျောင်းသားကျောင်းသူတွေစုပေါင်းပြီး ကလေးတက္ကသိုလ်ဝန်ထမ်းသပင်မှာကျင်းပခဲ့ကြတာပါကျွန်တော်တို့တက္ကသိုလ်မှာဒီ6 session တင်းမြောက်ချင်းမျိုးသားနေအခမ်းအနားကိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ချင်းចောင်းသူចောင်းသားတွေအားလုံးကချင်းဆိုတဲ့ကောင်းစင်တော့မအားလုံးတဆုတစီတည်းရှိတယ်ဆိုတဲ့အကြောင်းကိုပြချင်တာတခုရယ်ပြလို့ရှင်ချင်းအားလုံးရဲ့စီလုံးမြင့်ရင်းဘုရားဒီချင်းဆိုတဲ့ချင်းမျိုးသားနေမှာကျွန်တော်ပြပွဲလေးရည်ရွယ်ချက်တွေနဲ့ကျွန်တော်လောက်ဆောင်ချင်ပါတယ် ဒီကနေ့အခမ်းအနားကျင်းပခွင့်ကိုကလစ်တက်ကတူတာဝန်ရှိသူတွေကအကြောင်းဝင်အတွင်းတရားဝင်ကျင်းပပြုလုပ်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ကလစ်တက်ကတူဗန်နင်းသမင်မှာကျင်းပခဲ့တဲ့68နှစ်မြောက်ချင်းမျိုးသားနေ့မှာတယောက်သူတွေကိုချင်းမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းလက္ခဏာစာတောင်များဝင်းမြခဲ့ပြီးချင်းမျိုးနွယ်စုလိုက်ရိုးရာအကားလာများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ကျွန်တော်တို့ချံမျောသားနေကိုဘောတော့ဒီလိုကြောင်းကနေပြီးတော့ကျွန်တော်တို့ဖွင့်ပြပြီးတော့ဒီလိုချံမျောသားနေကိုကျင်းပခွင့်ရတဲ့အတွက်ကျွန်တော်တို့အယောင်ကုန်ယူပါတယ်ဘောတော့ကျွန်တော်တို့က ုကျွန်တော်တို့ဒီလိုချက်မျိုးသားနဲ့လို့ချက်အဖြစ်ပေါ့ကျွန်တော်တို့အဲတိုင်းရင်သားချင်းလူမျိုးတွေအချင်းချင်းမျိုးတွေဆိုအချင်းချင်းကျွန်တော်တို့အဲဒီလိုရိုးရာဝတ်ဆောင်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ရိုးရာအကတွေဖြစ်နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုတွေ့ဆုံရတဲ့အစည်းအလုံးတွေရှိတဲ့အတွက်ကျွန်တော်တို့အရင်ကကျေးဇူးတင်ပါတယ်ကလေးမျိုးမှာရှိတဲ့တက္ကသိုလ်တွေမှာချင်းမိနယ်တစ်ခုလုံးကချင်းတိုင်းရင်သား၄00ကျော်ကတက်ရောက်ပညာသင်ကြားနေရလို့လည်းသိရပါတယ်ကျွန်တော်အောင်ကျော်ပါခင်ဗျာ